အပိကြည့်ရှုသူများမင်္ဂလာပေါင်းနဲ့ခံကြုံ၍ဖခင်အခင်ထံမှကျေးဇူးနှင့်ကိယူနာတော်ခံစားရရှိပါစေကြောင်း Extension Nobel Channel မှဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။ယခုဖတ်ရှုပေးမယ့်စာအုပ်ကတော့ William Buckley ရဲ့ The Mastersman စာအုပ်ကိုသိခါရောရစီအကြီးဥတကြောဘာသာပြန်ဆိုထားတဲ့ခြေတပည့်တော်ဆန်နဖို့ဆိုတဲ့စာအုပ်လေးဖြစ်ပါတယ်။ဒီဆောင်မှာစုစုပေါင်း136မျက်နှာမှာမာတိကာနဲ့အမာစာ၄မျက်နှာဖယ်လိုက်ရင်အသက်ရှင်115မျက်နှာရှိ ိပါတယ်။အခြားဝတ္ထုများမှာအမှားစာဖတ်ကြားမှုမလိုအပ်တော့လဲဒီဆောင်မှာတော့ဝီလျံဘာဂလီရဲ့အာဘော်ကိုဆရာကြီးဦးသားကျော်ဘာသာပြန်ဆိုထားတယ်လို့အမှားစာကိုဖတ်ပြီးခြင်းပါတယ်။အားကြောင့်လဲဆိုတော့ဒီဆောင်ဥက္ကမူရင်းရေးသားသူဝီလျံဘာဂလီရဲ့ဥတီချက်ရဲ့တိတ်ခါရောရဆရာကြီးဦးသားကျော်ရဲ့ဥတီချက်ရဲ့ကျမတို့ Accidental Novel Channel ရဲ့ဥတီချက်ရဲ့တူညီမှုသုံးရအဖြစ်ဖတ်ရှုနာသင့်သူအပေါင်းအကျိုးကျေးဇူးရှိစေဖို့ရည်ရွယ်ပါတယ်။အမှားစာ ဣသာအုပ်ကိုရေးသားပြုစုသည့်ဥတီချက်မှာဓမ္မတိကျမ်းဖော်ပြချက်များခြားချင်းဝင်စားပွဲတည်ကောင်းချက်များရေးကြည့်သောဒဏ္ဍာရီများရှေ့ယူစကားမှတပည့်တော်ဆန်ဖို့အကြောင်းများကိုစူးစမ်းရှာဖွေစူးစီးတင်ပြရန်ဖြစ်သည်ဖော်ပြပါဒဏ္ဍာရီပုံမြင်များသည့်သမိုင်းတွင်ထောက်ထားရှိသည်ဟုမဆိုလို့ တို့ရာတွင်ရင်းချောင်းချက်များသည့်တက်ဆန်ရာတပည့်တော်များ၏အသက်တာကိုပုံမပေါ်လွင်ထင်ရှားစေသည့်ဖြစ်၍အရေးကြီးသည်ဟုဆိုရပေမည်။ဤစာအုပ်ကိုဖတ်ရှုလေ့လာသူသည် ရှင်ဖျား၏ချစ်တပည့်တော်ဆန္ဒဖို့ကိုပုံမကျွမ်းဝင်လေးစားတန်ဖိုးထားဖို့ရန်ကျွန်တော်မျှော်မှန်းဆုတောင်းမြတ်တာပို့သပါသည်။1959ခုဝီလျံဘာကလီအခန်း1တက်ဆန်နှပါ ဓာရိုက်ချမ်းကိုရေးသားသော ပုဂ္ဂိုလ်မြင်တွေ့သည့်အစဉ်အာရုံ၌တန်ရှင်သောမျိုးတော်ဤမျိုးရိုးအုံမြင့်12ခုတွင်သူတငယ်ဤတမန်တော်12ပါးမိများရေးထူထားလေသည်ဓာရိုက်ချမ်းအခန်းကြီး21အငယ်14ထိုတမန်တော်12ပါးသည်ခရိယန်သင်းတော်ဤအုံမြင့်များဖြစ်ကြသည်ထို့ကြောင့်ကျွန်ုပ်တို့သည်တမန်တော်များ၏အကြောင်းကိုလေ့လာသင်သည် သူတို့၏အထုပ်ပတ်တိနှင့်ဖြည့်ရမှန်များကိုသိရှိရန်သာမက တမန်တော်ဘုရားကိုရရှိသောထိုပုဂ္ဂိုလ်များအတွက်မိကဲ့သို့ဖြစ်သည်နောက်လိုက်တပြည့်ဆိုသည်မှာကျွန်ုပ်တို့အတွက်အဘယ်ကဲ့သို့အသေးပေသက်ရောက်သည်ချို့ကိုပါလည်လာရန်ဖြစ်သည် ဓမ္မသစ်ကျမ်း၌တမန်တော်တို့၏အမည်များကိုဖော်ပြရာတွင်၃နေရာ၌12ပါးအမည်ကိုရေးမှတ်ထားပြီး၁နေရာတွင်မူ12ပါးအမည်ကိုသာရေးမှတ်ထားသည်၎င်းကျမ်းချက်မှာရှင်မာကုခရစ်ဝင်အခန်းကြီး၃အငယ်16မှ19ရှင်မတ်သက်ခရစ်ဝင်အခန်းကြီး30အငယ်1မှ4ရှင်လူကာခရစ်ဝင်အခန်းကြီး6အငယ်14မှ16နှင့်တမန်တော်ဝတ္ထုအခန်းကြီး1အငယ်73တို့ဖြစ်သည်၎င်းတမန်တော်တို့၏အမည်များကိုဖော်ပြပါကျမ်းချက်များနှင့်ရှင်တွဲ၍ ်ဟောပါတိုင်းဖော်ပြအပ်ပါသည်။ကောင်းစဉ်လေးခုရှင်မာကူရှင်မတ်တဲ့ရှင်လူကတမန်တော် နံပါတ်၁ပေတူးအမည်ကလေးချမ်းစလုံးရှင်တွဲတူညီပါတယ်နံပါတ်၂ရှင်မာကုနဲ့တမန်တော်ဝတ္ထုမှာရာကုန်လို့ဖော်ပြထားပြီးရှင်မတ်တဲ့နဲ့ရှင်လူကာမှာအန်ဒရီလို့ဖော်ပြထားပါတယ်နံပါတ်၃မှာလည်းရှင်မာကုနဲ့တမန်တော်ဝတ္ထုမှာယောဟန်လို့ဖော်ပြထားပြီးရှင်မတ်တဲ့နဲ့ရှင်လူကာမှာရာကုန်လို့ဖော်ပြထားပါတယ်နံပါတ်၄မှာလည်းရှင်မာကုနဲ့တမန်တော်ဝတ္ထုမှာအန်ဒရီလို့ဖော်ပြထားပြီးရှင်မတ်တဲ့နဲ့ရှင်လူကာမှာရောယောဟန်လို့ဖော်ပြထားပါတယ် ်နံပါတ်5မှာတော့လီကန်စလုံးဖိလစ်ပုလို့ဖော်ပြထားပါတယ်နံပါတ်6မှာတော့ရှင်မာကု ရှင်မတ်သေးရှင်လူကာတုံခမ်းမှာဘာတော်လမဲလို့ဖော်ပြထားပြီး တမန်တော်ဝတ္ထုမှာတောမလို့ဖော်ပြထားပါတယ်နံပါတ်9မှာလည်းရှင်မာကုရှင်မတ်သေးရှင်လူကာတုံချမ်းမှာမတ်သေးလို့ဖော်ပြထားပြီးတမန်တော်ဝတ္ထုမှာဘာတော်လမဲလို့ဖော်ပြထားပါတယ်နံပါတ်10 ရှင်မာကုနဲ့ရှင်လူကာမှာတောမလူဖော်ပြထားပြီးရှင်မတ်တဲ့နဲ့တမန်တော်မှာတော့မတဲလူဖော်ပြထားပါတယ်။နံပါတ်9မှာတော့လေးခန်းစလုံးကိုအာလဖဲဤသားရာဂုတ်လူဖော်ပြထားပါတယ်။နံပါတ်10မှာရှင်မာကုခရစ်ဝင်မှာတတ်တယ်။ရှင်မတ်တဲ့ခရစ်ဝင်မှာတတ်တယ်ဟုအမည်သိကိုရတော်လီပဲ။ရှင်လူကာခရစ်ဝင်မှာဇေလုဟုခေါ်ပေါ်တော်ရှိမုံတမန်တော်ဝတ္ထုမှာရှိမုံဇေလုလို့ကွဲပြားစွာဖော်ပြထားပါတယ်။နံပါတ်17မှာရှင်မာကုနဲ့ရှင်မတ် တ်သဲမှာကာနနိလူရှိမုံလို့ဖော်ပြထားပြီးရှင်လူကာနဲ့တမန်တော်ဝိထုမှာတော့ရာကုန်ကြီးယူတာလို့ဖော်ပြထားပါတယ်။နံပါတ်7ရှင်မာကုရှင်မတ်သဲရှင်လူကာခရစ်ဝင်သုံးချက်မှာယူတာရှကာယုတ်လို့ဖော်ပြထားပြီးတမန်တော်ဝိထုမှာဖော်ပြထားခြင်းမရှိပါ ဘာသာပြန်ဆိုထားသည့် James ပြင်မူအင်္ဂလိပ်ကျမ်းစာမှရှင်မတ်သန်းနှင့်ရှင်မာကုခရစ်ဝင်ကျမ်းများတွင်ကာနလိပ်လူရှိမုံ Simon the Canaanite ဟုဖော်ပြ၍ရှင်လူကာခရစ်ဝင်တွင်ဇေလုဟုခေါ်ဝေါ်သောရှိမုံ Simon calls Zelot ဟုရေးသားထားသည် ဂျေးစ်ဖယင်ကျမ်းမူ၏ရှင်မကုခရစ်ဝင်နှင့်ရှင်မသက်ခရစ်ဝင်များ၌ဘာသာပြန်ဆိုမှုမှားယွင်းသည့်ဖြစ်ထူမှားများကိုပြင်ဆင်ပြီးအင်္ဂလိပ်ကျမ်းမူ English Revised Version ၌၎င်းအခြားကျမ်းစာအုပ်များ၌၎င်းပြင်ဆင်လိုက်သည်။မူရင်းဂရိဘာသာဖြင့်ရေးသားထားသောအကောင်းဆုံးလက်ရေးစာမူများ၌ကနနိဟုသောစကားလုံးအင်္ဂလိပ်လိုခန္နနိမြန်မာလိုကန္နနိမဟုတ်ပဲအာနန္ဒီယုဖြစ်သည်ရှိမဟုရည်ညွှန်းသောဘွဲမည်ဆိုရင်ခန္နနိရင်ဖြစ်ရမည်ထိုမည်သည်အဲရမ စကားပြည့်၍ဒိဗေမှာဇဲလုံးစေလုံးဖြစ်သည်ခြေလုံးများသည်ရက်ချက်ကြံကြုံ၍ကိုလူမျိုး၏အကျိုးကိုသာ ကြည်တက်သောဘာသာရေးတည်ယူသံများဖြစ်သည်ယောမလူမျိုးများအားမြည်သည့်ရက်ဆက်ကြံကြုံနည်းဖြင့်မဆိုချောင်းမြောင်တပြတ်နှောက်ရှက်ပြီးရန်ဂရိသစ္စာပြုထားသူများဖြစ်သည် ခန္ဓာနီယိုစုသောစကလုံးကရှေ့မုံမြည်သည့်လူမျိုးဖြစ်သည်ကိုမဖော်ပြပြီးသူ၏နိုင်ငံရေးအဖွဲ့အစည်းကသာဖော်ပြသည်ရှေ့မုံသည်ခန္ဓာနစ်လူမျိုးတိုင်းတစ်ပါးသားမဟုတ်ဘာသာရေး၌ယူသည်သောဂျူးလူမျိုးဖြစ်သည်အင်္ဂလိပ်ကျမ်းစာဂျေးစ်ပရင်မူအရာရှေလုကခရစ်ဝင်နှင့်တမန်တော်ဝိတုမြာ၌သာယာကုပ်၏ညီယူဒာဟု၍တမန်တော်တစ်ပါးပါရှိသည်မူရင်းဂရိကျမ်း၌ညီဟုသောစကလုံးမပါရှိဘဲယာကုပ်၏ယူဒာဂျူဒါဆော့ဂျေးစ်ဟု၍ရေးသားထား ားသည်ကျေးစပရင်မူသည်ထိုချက်နှင့်ပတ်သက်၍မသေးချသောကြောင့်ညီဟူသောစကားလုံးကိုစာလုံးဆောင်ပြပုံလိပ်ထားသည်ဂျူဒါဆော့သ်ဂျိမ်းစ်ယာကုပ်၏ယူဒာဟူသောခေါ်ဝေါ်သည် လူများသောဂရိဝေါ်ဟာရစကားလုံးဖြစ်သည်ဤသုံးနှုန်းသည်အမြဲလိုပင်ညီဟူသောအတိဘယ်ကိုမဆောင်ဘဲတောင်းဟူသောအတိဘယ်ကိုလည်းဆောင်သည်ပြင်ဆင်ပြီးအင်္ဂလိပ်ကျမ်း English Revised Version နောက်ပိုင်းမှထုတ်သောကျမ်းစာအုပ်များတွင် ရာဂုတ်ဤသားဟုပါရှိသဖြင့်ဤတိုင်းဖြစ်ရပေမည်။ James ဘယံမူဘာဘာပြေရာ၌သားဟုသောသကလုံးစာညီဟုသောသကလုံးပါရှိလာရခြင်းကြောင့်ယင်းမှာတမန်တော်တွင်၌ပါရှိသောယူဒကိုရာဂုတ်ဤညီယူဒဟု၍ရှင်ရာဂုတ်ဩဝါဒစာကိုရေးသားသောယူဒနှင့်အတူတူပင်ဖြစ်ကြောင်းဖော်ပြလိုရင်းဖြစ်သည်။ရှင်ယူဒဩဝါဒစာခန်းကြီး1ငယ်1သယင်းထဲတွင် တမန်တော်12ပါးဤအမည်မှာထပ်တူထပ်မြဖြစ်သည်။ တဆက်နှစ်ဦးမြောက်တမန်တော်၏အမည်အတွက်ပြဿနာဖြစ်နေသည် ရှမာကုခရစ်ဝင်တွင်တဆက်နှစ်ဦးမြောက်တမန်တော်၏အမည်မှာတတ်တယ်တတ်ရက်ဖြစ်သည်ဂျေးစ်ပရင်အင်္ဂလိပ်ကျမ်းမူရှိမသဲခရစ်ဝင်ကျမ်းတွင်တတ်တယ်တတ်ရက်ဟုအမည်တစ်ကိုရရှိသောလေဘဲလက်ပြစ်ဟုပါရှိသည်ရှေလူကခရစ်ဝင်နှင့်တမန်တော်ဝတ္ထုတွင်ဒါဂုတ်ဤသားယူဒဂျူဒတ်သဆမ်အော့ဖ်ဂျေးမ်စ်ဟုပါရှိသည် ဂယုပြုရမည်ပထမအချက်မှာအမည်တစ်ကိုရရှိသောလေဘဲဟုသောစကားစုသည် စိတ်ချရသောရှိအောင်လည်းဆောင်မှုအများနိုင်မပါရှိခြင်းပြင်ဆင်ပြီးအင်္ဂလိပ်ကျမ်းစာမှုနိုင်လည်းဤစကားစုကိုခြံလက်ထားသောကြောင့်ယင်းကိုခြံလက်၍ထားရပေမည်ယင်းစကားစုဘယ်ကဲ့သို့ ပါရှိလာရသည်ကိုစင်ကြယ်စဉ်းစားသည့်အခါဖြစ်နိုင်စရာအကြောင်းတွေတွေ့ရှိရသည် တဆောစောပိုင်း၌ကြံပြသူများသည်မသဲနှင့်လေဝိဆိုသောပုဂ္ဂိုလ်မှာတူဦးရီဖြစ်ကြောင်းကိုသဘောမပေါက်ကြကြောင်းနှင့်ဟောသူသောပုဂ္ဂိုလ်ကဖော်ပြထားပြီသည်ရှင်မသက်ခရစ်ဝင်ခန်းကြီးကိုအငယ်ကိုနှင့်အခန်းကြီးငါအငယ်29မှ28ထို့အပြင်တမန်တော်12ပါးတွင်လေဝိလီပိုင်အော်လီပိုင်ဟူသောအမည်ကိုထည့်သွင်းရန်ကြိုးစားရမှလေပဲလေဘက်ဆိုသောအမည်ပေါ်ပေါက်လာသည်ဆိုသည့်အယူအဆကိုလည်းတင်ပြထားသည်နှင့် တတ်တဲ့တတ္တယဆိုသောစကားကိုပင်ရင်းစကလုံးမှအဓိပ္ပာယ်စံပြစွာရယူနိုင်သည်။တတ်ဟုသောပင်ရင်းအမြင့်စကားမှတတ္တယဆိုသောစကားဖြစ်ပေါ်လာသည်။တတ်ဟုသောစကလုံး၏အနက်အဓိပ္ပာယ်မှာယဉ်ပတ်ယဉ်သားဖြစ်၍ဤကဲ့သို့သောပင်ရင်းအမြင့်စကားမှယူ၍နာမည်မဲ့လျှင်တမန်တော်တို့အတွက်စံပြသောအမည်ဖြစ်နေလိမ့်မည်။ အခြားတနည်းမှလေပဲလက်ပြက်ဟူသောအမည်ကိုလက်ဖို့သောသကလုံးမှရယူနိုင်သည်၎င်း၏အိဗေမှာစိတ်နှလုံးဖြစ်သည်တတ်တယ်တတ်ရဆူသောအမည်သည်တမန်တော်တဦးအတွက်စံပြသောအမည်ဖြစ်သည်ဟုမှတ်တင်ပြီးလေပဲလက်ပြက်ဟူသောအမည်ကပုံ၍တင့်ညော်လိမ့်မည်ဟုယူဆသောကြောင့်ကျန်ပြူသူများကလေပဲအမည်ကိုတဖန်ပြောင်းလဲလိုက်ခြင်းဖြစ်ရမည်ဟုကြံစကြသည် မည်သူပင်ဖြစ်စေတမန်တော်များ၏အရေးအတွက်သည်12ပါးဖြစ်ရမည်ဆိုလျှင်တတ်တဲ့နှင့်ရာကုန်ဤသာယူဒသည်တူဤဖြစ်ရမည်ဤကိစ္စအတွက်အခက်ခဲမရှိချေပေကြောင့်ဆိုသောထိုခေတ်ထိုအခါကလူများတို့သည်အမည်သုံးမျိုးဖဲ့ထားလေးရှိကြသည်ထောင်ထားမှာတမန်တော်ဝတ္ထုအခန်းကြီး1အငယ်23၌ဘာရှာဟုခေါ်ဝေါ်၍ယတုအမည်တစ်ကိုရရှိသောယောသတ်ဟု၍ပါရှိသည် တတ်တဲ့တတ္တယစ၌ယူဒဂျူဒတ်ဟူသောအချားမိလည်းရှိကောင်းရှိပေလိမ့်မည်ယူဒဟူသောအမည်သည်ရှက်ပွေရာဖြစ်လာသောအခါယူဒအမည်ကိုဖြုတ်၍တတ်တဲ့အမည်တစ်ခုတည်းနှင့်သာခေါ်ဝေါ်ခြင်းဖြစ်ပေမည်ထို့သောမဟုတ်လင်တတ္တယစသည်တိဒါစနှင့်တတ္တုတမ်းများဖြစ်သောတိဒါစမဂျူဒတ်ယူဒအမည်သို့ပြောင်းလဲလာဟန်သူသည် ဤသုံးညနိုင်ပါရှိသော တမန်တော်တို့၏အမည်များကိုသရုတ်ထကျမ်းဖြစ်သောရှင်ယောဟန်ခရစ်ဝင်ကျမ်းနှင့်ထပ်မံ၍ညှိနှိုင်းကြည့်ရှုသောအခါပြဒနာတရားနောက်ထပ်ပေါ်ပေါက်လာသည်ရှင်ယောဟန်ခရစ်ဝင်ကျမ်း၌နာသနီလသည်တမန်တော်တစ်ပါးဖြစ်ကြောင်း နာသနီလာအားတမန်တော်တစ်ပါးအနေဖြင့်သခင်ယေရှုကိုယ်တော်တိုင်ရွေးကောက်တော်မူကြောင်းကိုရှင်ယောဟန်ခရစ်ဝင်အခန်းကြီး1အငယ်34မှ51၌အတိအင်းဖော်ပြထားသည်ရှင်ယောဟန်ခရစ်ဝင်21အငယ်2၌လည်းနာသနီလာသည် တမန်တော်များထဲတွင် တပါးပါဝင်ဖြစ်ကြောင်းအတိအကျတွေ့ရှိရသည်သို့တော်လည်းသူ၏အမိကိုအထက်ပါတမန်တော်များ၏စီရင်၌မတွေ့ရှိရပေ ို့ကြောင့်အသိလျော်ဆုံးအဖြစ်မှာနာတနီလာနှင့်ပါတော်လမဲသည့်ပုဂ္ဂိုလ်တူဤဖြစ်ရမည်။ထို့သို့ယူဆနိုင်သော အကိုအကာပြချက်ကြီးသုံးချက်မှာအောက်ပါအတိုင်းဖြစ်သည်။တိချက်နာတနီလာအမည်သည်ပထမဒုတိယနှင့်တတိယခရစ်ဝင်ကျမ်းများ၌မပါရှိခြင်း။ဘာတော်လမဲအမည်သည်သရုတ်တခရစ်ဝင်ကျမ်း၌မပါရှိခြင်း။အချက်နှင့်ဘာတော်လမဲဘာတော်မြူသည် ပထမအမည်မဖြစ်နိုင်။ ပါပီအာတာဟုဆိုလိုသည်ပါတော်လမဲပါတော်မြူသည်တော်လမဲတော်မိုင်းဤတာဟုအဓိပ္ပာယ်ရသည်တိုးတော်လဲပါတော်လမဲမြည်သည် ထင်ပေါ်သောဒုတိယမြည်ဖြစ်၍ထိုမြည်ရှင်း၌အခြားမြည်တစ်ခုရှိရမည်အချက်၃ ပထမဒုတိယနှင့်တတိယခရစ်ဝင်ကျမ်း၃ကျမ်းတွင်ဖိလစ်ပုနှင့်ပါတော်လမဲအမိများသည့်အမြဲရှင်တွယ်လျက်ရှေ့စဉ်နောက်စဉ်ပါရှိသည့်သရုတ်ထကျမ်းဖြစ်သောရှင်ယောဟန်ခရစ်ဝင်အခန်းကြီး၁အငယ်၄၅၌ဖိလစ်ပုသည်နာသနီလကိုတွေ့လျင်သခင်ယေရှုထံသို့ပို့လေသည်ဟုပါရှိသည့်ဆိုလိုသည်မှာပထမခရစ်ဝင်၃ကျမ်းသည်ဖိလစ်ပုနှင့်ပါတော်လမဲကိုအစဉ်အတူတကွတွယ်လျက်ထားရှိ၍ သရုတ်တာကျန်ခရစ်ဝင်ကျန်သည်ဖိလစ်ပုနှင့်နာသနီလာကိုယင်းနည်းစွာပေါ်ပြထားသည် ထို့ကြောင့်ဘာတော်လမဲနှင့်နာသနီလာသည် ပုဂ္ဂိုလ်တူဦးဒီဖြစ်နိုင်ကြရာအကြောင်းရှိသည်တတ်တဲ့နေရာကိုဤသာယူရသည်တူဦးဒီဖြစ်ကြောင်းကို၎င်းဘာတော်လမဲသည်လည်းနာသလီလာနှင့်တယောက်တီဖြစ်ကြောင်းကို၎င်းလက်ခံနှင့်တမန်တော်များ၏အမည်ချင်းသည်ရှင်းလင်းပြသသွားပေလိမ့်မည် ဝတ္ထုရဲ့အခန်းတစ္ဆာကတော့ဒီအထိပဲဖြစ်ပါတယ်။ Accidental Novel နေနဲ့ထပ်တူးပေါ်ပြလို့ဒီမှာအချို့သောသူများသည်ကျန်းစာ၌အမည်ပါသောအခန်းများကိုချော်ဖတ်လေရှိသလိုမိမိတို့ယုံကြည်ကိုးကွယ်ရာခရိယန်ဘာသာတရားပြန့်ပွားရာကနဦးမှုတို့ဆောင်ခရစ်တော်၏တမန်တော်ဆန်းပါး၏အမည်နာမများသိရှိရန်လိုအပ်ပါသည်။ပါဆွေးမိစီရန်ကြီးရွေ၍မြမအင်္ဂလိပ်ရှင်တွဲပေါ်ပြပေးလိုက်ပါတယ်